ဒီနေ့မှာတနည်းလုံးလုံးပေါ့နော်အားလုံးရင်ခေါစွာစောင့်မျှော်နေတဲ့ Nobel Prize တွေဆားပြီးတော့မှကြီးညာနေပြီဖြစ်တယ်အားလုံးပေါ့နော်ကိုယ့်ရဲ့ media တွေမှာဖုန်းတွေပေါ်မှာသတင်းတွေမှာ Nobel Prize တွေပေါ့နော်ကြီးညာတာကိုအားလုံးတွေ့ရမှာဖြစ်တယ်အဲ့တော့ဒီနေ့မှာများပေါ့နော်ကိုယ်နာမည်များပါလာမလားဆိုပြီးတော့မှရင်ခေါစွာစောင့်မျှော်ပြီးတော့မှကိုယ်နာမည်ပါမလားလို့စိတ်ပြစ်လက်ပြစ်ဖြစ်နေလူလည်းရှိကောင်းရှိမှာပေါ့နော်ဆိုတော့အဲ့တော့ဒီနေ့အာ Nobel Prize ဆိုတာဘာလဲ Nobel Prize ဆိုတာဘာတပေးတာလဲဆိုတော့သူရဲ့ Nobel Prize ရဲ့နောက်ခံတမိုင်းလေးကိုကျွန်တော်ဒီနေ့နည်းနည်းပြောချင်တယ်။ Nobel Prize ဆိုတာကဒီ Sweden နိုင်ငံသားပေါ့နော်သိပ္ပံပညာရှင် Alfred Nobel ကနေပြီးတော့မှစတင်ပြီးတော့မှသူတည်ထောင်ခဲ့တဲ့အာစုဖြစ်တယ်သူကိုလူသားတွေရဲ့အချိုးကျေးဇူးအတွက်ပေါ့နော်လူသားတွေကောင်းချိုးအတွက်နှစ်တိုင်းပေးနေတဲ့နှစ်တိုင်းလှုပ်ပေးနေတဲ့လူတွေကိုနှစ်တိုင်းစုချီးမြှင့်တဲ့စုဖြစ်တယ် ဒီစုဖြစ်ပေါ်လာပုံတမိုင်းလေးကိုကျွန်တော်ကြည့်မယ်ဆိုဘယ်လိုဖြစ်လဲဆိုတော့ Alfred Nobel ဆိုတဲ့သိပ္ပံပညာရှင်ပေါ့နော် inventor engineer တယောက်ကသူကအာ dynamite တွေကိုသူကစပြီးတည်ထောင်ခဲ့တယ်ဒီ dynamite တွေကိုတည်ထောင်တဲ့အချိန်မှာကျတော့သူတို့ကဒီတောင်တွေဖြိုခွင်းဖို့ဒီ land တွေအိမ်တွေပေါ့နော်ဒီလိုမျိုးကောင်းကျိုးအတွက်တည်ထောင်ခဲ့ပြီမယ်နောက်ပိုင်းမှာဒီ dynamite တွေကိုဒီစစ်ပွဲတွေအတွက် သုံးပြုရတာနေเนาะလူပေါင်းများစွာတည်ကြည်ပစ္စည်းတာမျိုးတွေဖြစ်လာတယ်ပြီးတော့မှဒီ Alfred Nobel ကိုယ်တိုင်ကသူရဲ့တည်ထောင်မှုတွေကြောင့်ပေါ့เนาะအရန်ကိုချမ်းသာကြွယ်ဝတဲ့လူတယောက်ဖြစ်လာတယ်ဒီလိုနဲ့တနေ့ကြတော့ဒီပြင်သစ်သတင်းစာတခုကိုသူကဖတ်တဲ့ချိန်မှာပေါ့เนาะဒီဒီဒီတည်သွားတဲ့လူတွေနာမည်ကြီးပြီးတော့တည်သွားတဲ့လူတွေကိုအကြောင်းရေးတဲ့ profile ဒီကဏ္ဍမှာသူ့နာမည်ကိုသူကသွားတွေ့တယ်เนาะဘယ်လိုတွေ့လဲဆိုတော့တေမင်းတမန်ကြီး Alfred Nobel တည်သွားပြီဆိုတော့တွေ့တယ် ချိန်မှာဒါတွေ့တဲ့ချိန်မှာ तू อ่ะအာဒေါ်နယ်ထရမ့်လို့ပေါ့နော်ဒီ fake news ဆိုပြီးတော့မထမော်ပါဘူးထမော်ပဲနဲ့ဩဆိုပြီးတော့ဘာဖြစ်လို့လူတွေကပေါ့နော်သူ့ကိုဘယ်လိုမြင်လဲဆိုတာကို तू อ่ะစပြီးတော့နားလည်လာတယ်အစမှာတော့ तू อ่ะငါတီထွန်သိပ္ပံပညာရှင်ကြီးတီထွန်တဲ့လူကြီးဆိုပြီးတော့သူ့ကိုသူထင်ခဲ့ပြီးမဲ့လူတွေကသူ့ကိုပေါ့နော်တည်မင်းတမန်ကြီးဆိုပြီးတော့မြင်တာပါလားဆိုပြီး तू อ่ะတော်တော်လေးကိုတုံ့လောက်သွားတယ်ပြီးတော့မှဖြစ်ချင်တော့ဘာမှလဲဆိုတော့ အာတေသွားတဲ့လူကသူမဟုတ်ပဲနဲ့သူ့ရဲ့ညီပေါ့နော်ဒီ Lovett Noble လို့ခေါ်တယ်သူ့ရဲ့ညီတေသွားတာကိုသူနဲ့မာပြီးတော့မှသူ့အကြောင်းကိုလို့မျိုးရေးတာမျိုးဖြစ်တယ်ဒါပေမဲ့ဒီသတင်းအားဖြင့်ပေါ့နော်သူကပါဘယ်လိုသူ့ကိုယ်သူပြန်သုံးသပ်ပြီးတော့မှပေါ့နော်အော်ငါရဲ့လောက်ရက်တွေအကြောင်းမို့ လူတွေလူပေါင်းတော်တော်လေးညံ့တာပဲဆိုပြီးတော့မှသူတော်တော်လေး guilty ဖြစ်ပြီးတော့ပေါ့နော်အာကိုကိုကိုလိပ်ပြမလုံဖြစ်ပြီးတော့မှနောက်ပိုင်းမှာပေါ့နော်သူရဲ့ပိုင်ဆိုင်မှုတွေတဖြည်းအာကိုပေါ့နော်သူတည်ပြီးနောက်ပိုင်းမှာသူပိုင်ဆိုင်မှုတွေကို လူပေါင်ကောင်းကျိုးအတွက်ပေါ့နော်အာလှုပ်ဆောင်နေတဲ့လူတွေကိုပေးဖို့အတွက်သူကဆုံးဖြတ်ချက်ချခဲ့တယ်။အဲ့ဒီအဲ့ဒီကနေစပြီးတော့မှဒီညတိုင်းညတိုင်းပေါ့နော်လောကကောင်းကျိုးပေးတယ်ဒီ scientist တွေ physics ရဲ့အာ medicine physiology chemistry အာ literature peace လောက်စတဲ့ economic စတဲ့အာ ਨੇ ပေရက်တွေမှာလူသားတွေရဲ့ကောင်းကျိုးတလို့တလို့ကိုသူတို့ကညတိုင်းညတိုင်းအာ Nobel Prize ထားတယ် ပေါ့နော်ဒီဟာအဲ့ဒီဟာနေစပြီးတော့မှ Nobel Peace ဆိုတာကဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်